ါရှင် PM Daily Report ကနေဒီဇင်ဘာလ6ရက်နေ့မှာပြောပြပေးမယ့်ဖြစ်စဉ်လေးတွေကတော့ဖြူမြွနယ်မှာကင်ဘတ်ထွက်လာတဲ့စစ်သားတွေကို တိုက်ခိုက်ရာတုံးသိဆုံးပြီးတနက်နယ်လက်နဲ့ခရဲများသိမ်းဆီးရရှိဖပုန်ခိုင်ကိုစစ်ကူလာချတဲ့ရဟရင်ကို KNN တွေပူးပေါင်းတပ်တွေကတိုက်ခိုက်ခတ္တဗျူဟာမှုပါဝင်အရာရှိနဲ့စစ်သည်များသိဆုံးတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကအရာရှိစစ်သည်တရားနီးပါအစ်စ်ခံနေရ စစ်တပ်ကေဒုဂရီနေစိတ်ရဲ့လေကြောင်းထိန်းသိမ်းမျှော်စင်တဲ့ဂျမားကိုတေကန်ဒရုန်းနဲ့ဝင်ရောက်တိုက်ခိုက်ဆလင်းမြုံနယ်မှာမဲစင်းစစ်ဆေးပြီးပြန်လာတဲ့စစ်ကား၂စီးကို မိုင်းဆွဲတိုက်ခိုက်စစ်ဗိုလ်တအူးတေဆုံးပြီး၃ဦးပြင်းထန်ဒဏ်ရာရပလောမှာစစ်တပ်ရဲ့ရွေးကောက်ပွဲအတွက်လှုပ်ရှားနေတဲ့တာဆာညာပါတီဥက္ကဋ္ဌကိုဖမ်းဆီးရပြန်လည်ခုခံတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရကတေဆုံး ုတ်ချုပ်ရေးမှုရဲ့လက်ထောက်ကိုလည်းအရှင်ဖန်းစီရမည်စတဲ့အကြောင်းအရာများကိုပြောပြပေးသွားမှာဖြစ်ပါရဲ့ရှင်ကိုတိုင်ဖြူညွနယ်ဇေယဝတီမြို့မှာကင်းပတ်ဖို့ထွက်လာတဲ့အကျန်းဖက်စစ်သားတွေကိုတိုက်ခိုက်ရာသုံးသေဆုံးပြီးတနက်နှက်လက်နဲ့ခရဲန်းတွေတင်းစီရရှိခဲ့တယ်လို့ဖြူညွနယ်ပတ်ကပ်ဖာရဲ့တာဝန်ရှိသူတူကပြောပါတယ်။ဒီဇင်ဘာ၄ရက်နေ့မနက်7:00ခွဲခန့်မှာဇေယဝတီမြို့ကြက်ကွင်းကျေးရွာဘက်ကိုကင်းလှည့်ဖို့ထွက်လာတဲ့ ဖြူမြို့နယ်ပတ်ကဖရဲဘော်တွေနဲ့စာကွန်းရွာစစ်တပ်ကိတ်ကကင်းလှက်ဖို့ထွက်လာတဲ့စစ်သားတွေကြက်ကွင်းတာဝါတိုင်းအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာနိုင်ဝက်ခန့်ကြမြစ်ပြီးစစ်သားတအုပ်သေးဆုံးကကြည်တင်းနဲ့မြင့်ကြီးဆိုတဲ့စစ်သားနှုတ်ကိုအရှင်ဖမ်းမိခဲ့ကြောင်းအရှင်ဖမ်းမိခဲ့တဲ့စစ်သားနှုတ်ကိုဖြူမြို့နယ်ပတ်ကဖတပ်စုမှုကစစ်ဆေးမင်းမြန်းနေစဉ်တနက်လူပြီးထွက်ပြေးဖို့စ조사ခဲ့တဲ့အတွက်ပြစ်ခတ်ရနှစ်ဦးလုံးတေဆုံးသွားကြောင်းသိရပါတယ်။ ြည်တင်ဆိုသူဟာဖြူးမြို့နယ်ခမရ336တပ်ရင်းကပင်စင်ယူထားတဲ့တက်ချက်ကြီးဖြစ်ပြီးအကျန်းဖက်စစ်တပ်ကအာနာသိန်းချိန်မှာဖြူးမြို့နယ်အတွင်းရှိဒခွန်နိုင်ဂိတ်နဲ့စာကွန်းခိတ်များမှာအဖွဲခေါင်းဆောင်ဖြစ်တာဝန်ယူပြီးပြည်သူတွေကိုနှီးမျိုးစုံနဲ့နှိပ်စက်နေသူဖြစ်ကြောင်းသိရပါတယ်။ဒါ့အပြင်တိုက်ပွဲအတွင်းအကျန်းဖက်စစ်သားတွေထံက G3 တစ်နှက်တစ်လက်၊ G4 တစ်လက်၊ G5 9ပေါင်နဲ့ G15 တောင်တို့ကိုတင်စီရရှိက တော်လှန်ရေးရဲဘော်တွေအထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။နှစ်ဦးစလုံးအတူထွက်ပြေးတာပါ။ဂျီတင်ကခေါင်းဆောင်မှာအတော်ဆိုးတာနှစ်ဦးစလုံးကိုပြစ်ခတ်ရှင်းလင်းခဲ့တာပါ။ကောင်းကောင်းမွန်မွန်မင်းနေတာကို မထင်မှတ်ပဲတနက်လူထွက်ပြေးလို့ဘေးကရဲဘော်တွေကပြစ်လိုက်ရတာပါလို့ဖြူမြုံနယ်ပတ်ကဖရဲ့တာဝန်ရှိသူကပြောဆိုပါတယ်ရှင်။ပြင်းပြင်းနဲ့ဖားပုန်ခရိုင် ဝါဆဲခိုစခန်းကိုစစ်ကူလာချတဲ့ရဟတ်ရင်ကို KNN နေပူးပေါင်းတပ်တွေကတိုက်ခိုက်ရာခိတ္တဗျူဟာမူဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးပါဝင်15ဦးသေဆုံးသွားကြောင်း နေပြည်တော်စစ်ဖက်သတင်းရင်းမြစ်နဲ့စီဒီယံဗိုလ်ကြီးစင်ရောကပြောပါတယ်။လူဝင်မှာ21ရက်နေ့ကရင်ပြည်နယ်ဖားပုံခရိုင်မှာစစ်စင်ရေးများကြီးကြပ်ကိုကဲ့မဲ့ခိတ္တဗျူဟာမူဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးပါဝင်စစ်ကူတွေကို MI70 ရဟတ်ရင်နဲ့လာရောက်ချထားစင်မှာ KNN အနေနဲ့ PDF ပူပေါင်းတက်တွေတတိယတိုက်ခိုက်ခဲ့ရာဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးပါဝင်15ဦးသေဆုံးသွားကြောင်းအဲ့ဒီနောက်တခြားရဟတ်ရင်တစည်းနဲ့ဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးရဲ့အလောင်းပါဝင်အရာရှိတွေရဲ့အလောင်းတွေကိုတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြန်လည်တည်ယူသွားခဲ့ကြောင်း သိရပါတယ်ရဟတ်ရင်နဲ့လာချတာကနေ့လယ်ပိုင်းလောက်မှလာချပေးတာ အဲ့ဒါကိုသတင်းပေါက်ကြားပြီးတစ်ဖက်အဖွဲ့အစည်းကနေလက်နက်ကြီးလက်နက်ငယ်60မမတွေရောဒရုန်းတွေနဲ့ပါတိုက်ခိုက်တာရဟယင်ပေါ်ပါဒုဗုံမှုကြီးအောင်မြတ်မှုအပါဝင် အရာရှိစစ်သည်15ဦးကြာဆုံးပါတယ်လို့နေပြည်တော်စစ်ဖက်သတင်းရင်းမြစ်ကဆိုပါတယ်စီဒီအမ်ဘူကြီးစင်ရောကလည်းတောင်ပိုင်းတိုင်းစစ်ဌာနချုပ်က A1 ဒုတိယဗုံမှုကြီးအောင်မြတ်မှုနဲ့အဖွဲ့ရဟယင်ပေါ်ကချပြီးတိုက်ခိုက်ခံရမှုကြောင့် စစ်အရာရှိကြီးအရာရှိငယ်နဲ့စစ်သည်စုစုပေါင်း55ဦးသေဆုံးကြောင်းအတည်ပြုပြောဆိုပါတယ်စစ်တောင်းမြစ်ရှေ့ဘက်ချမ်းအဓိကကြောက်ကြီးနယ်မြေတဲကိုအဓိကရွေးကောက်ပွဲလုပ်ချင်တော့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးက A1 တွေ Q1 တွေပါ အလှည့်ကျစစ်စင်ရေးထွက်ရတဲ့အချိန်မှာ A1 အောင်မြတ်မိုးတို့ဖွဲ့ကစစ်ကူလိုက်သွားရတာပို့တာလဲရဟရင်နဲ့ပို့တာတေးကြတယ်အဲ့ဒီမှာတိုက်ခိုက်ခံရပြီးတော့နှစ်ပေါင်း73 အလုံးပေါင်း15ယောက်ကြတယ်။ဆင်းမှုတယောက်လည်းကြတယ်။တိုင်းယုံစုပေါင်းဆက်ပေါင်းအဖွဲ့တွေလို့သိရတယ်။ KNU ဘက်ကလည်းတရင်တိကြရတော့စောင့်ကြိုတိုက်ခိုက်တဲ့အနေထား short တိုက်ဒုံနဲ့ပြစ်တယ်လို့တော့တော်တော်များများပြောကြတယ်။ဒါပေမဲ့အနေထားက short တိုက်ဒုံနဲ့ပြစ်တဲ့အနေထားမျိုးမဟုတ်ဘူးလို့မြင်ရတယ်။အဲ့ဒီဘက်မှာအတုံးများတာကပရိသားမိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အနေထားမျိုးလို့ CDM ဘူကြီးစင်ရောကဆိုပါတယ်။ ဒုတိယဗိုလ်မှူးကြီးအောင်မြတ်မှုနဲ့အဖွဲ့19ဖြစ်ရဟရင်နဲ့တွားရောက်ပို့ဆောင်တဲ့တရင်ပေါက်ကြလို့တိုက်ခိုက်ခံရပြီးကြာဆုံးသွားတဲ့ဖြစ်စဉ်ပေါ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာစုံခုံဖွဲ့ပြီးစစ်ဆေးလျက်ရှိကတိုင်းယုံကအရာရှိစစ်သည်နဲ့မိသားစုဝင်အ ਨੇ ဆုံးတရားနီးပါးရဲ့ဖုန်းတွေကိုစစ်တပ်ကစစ်ဆေးလျက်ရှိကြောင်းသိရပါတယ်။တရင်ပေါက်ကြလို့တိုက်ခိုက်ခံရတာပေါ်ပေါက်တယ်။ဘယ်ကတရင်ပေါက်ကြလဲဆိုတာကိုလိုက်နေကြတယ်။အခုသိရသလား တိုင်းယုံကအရာရှိစစ်တီနဲ့မိသားစုဝင်တရာလောက်ရဲ့ဖုန်းတွေကိုစရဖကယူပြီးစစ်နေတယ်ဖမ်းဆီးတာမျိုးတော့မဟုတ်ဘူးဖုန်းတွေကိုတင်ပြီးစစ်နေတာလို့နေပြီးတော့စစ်ဖက်သတင်းရင်းမြစ်ကရှင်းပြပါတယ်ရှင်ဘကိုတိုင်းတောင်ငူခရိုင်အတွင်းမှာရှိတဲ့အကြံဖက်စစ်တပ်ရဲ့ကေတုမဒီလေစိတ်အတွင်းမှာရှိတဲ့နေချောင်းထိန်သိမ်းမျှော်စင်တဲ့ဂျမ်မာကိုအသေးကန်ဒရုန်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရစိန်ကသတင်းထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာ၄ရက်မနက်ပိုင်းကဝရစိန်တပ်ဖွဲ့က Operation Thunder Bolt စစ်စင်ရေးဖြင့်အကြမ်းဖက်စစ်တပ်ရဲ့ကေတုမလီလေးစိတ်အတွင်းကိုအစ်စ်မြင့် FPV တေကန် drone လေးစီနဲ့ဝင်ရောက်တိုက်ခိုက်ရာနှစ်စီးဟာလေကြောင်းထိန်းသိမ်းမျှော်စင်နဲ့ဂျမ်းမာထားရနေရာတွေကိုတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဆိုပါတိုက်ခိုက်ခံရမှုကြောင့်အကြမ်းဖက်စစ်တပ်ရဲ့ drone တိုက်ခိုက်မှုကာကွယ်ဖို့တပ်ဆင်ထားတဲ့ဂျမ်းမာဆက်တွေ မိလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်တိုက်ခိုက်မှုပြီးအကြမ်းဖက်စစ်တပ်ကအထိနာပြီး MI 35ရဟတ်ယာဉ်နဲ့တံပြန်တိုက်ခိုက်ခဲ့တာကြောင့်မြေပြင်ရဲဘော်တွေဘေးလွရာကိုရောက်တဲ့အထိဆောင်းဆိုင်ပြီးမှသတင်းထုတ်ပြန်ရတာဖြစ်တယ်လို့သိရပါတယ် Operation Thunderbolt စစ်စင်ရေးဟာဝရစိန်တပ်ဖွဲ့ကဥဆောင်ပြီးမြေပြင်တိုက်ခိုက်ရေးမဟာမိတ်ဖြစ်တန်တောင်မြောက်ပိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့အတူပူးပေါင်းပြီးအစ်စ်မြင့်ဤပညာတွေနဲ့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တဲ့စစ်စင်ရေးရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့သိရပါတယ်ရှင်။မကွေးတိုင်းဆက်လင်းမြို့နယ်မှာမန်းစင်းစစ်ပြီးပြန်လာတဲ့စစ်ကားနှစ်စီးကို မိုင်းဆွဲရစစ်ဗိုလ်တအူးတေဆုံးပြီးသုံးဦးပြင်းထန်ဒဏ်ရာရရှိတယ်လို့ဒေါင်းစစ်အောင်ကတာဝန်ခံကိုထူးလေးကဆိုပါတယ်။ဒီဇင်ဘာ၄ရက်နေ့မှာဆက်လင်းမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကိုရွေးကောက်ပွဲအတွက်မန်းစင်းတွေထုတ်ပြန်တာကိုစစ်ဆေးပြီးပြန်လာတဲ့ စစ်ကားနှစ်စီးကိုတော်လှန်ရေးတပ်ဖွဲ့တွေကလမ်းတနေရာမှာမိုင်းဆွဲခဲ့တာပါအဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်ကစစ်ဗိုလ်တအူးတေဆုံးပြီး၃ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ခိုက်မှုတွင်တေဆုံးသွားတဲ့စစ်ဗိုလ်ရဲ့နာရီကိုလိုက်ပို့မဲ့သူမရှိတာကြောင့်တိတ်တဆိတ်အတုပါချခဲ့ရကြောင်းသိရပါတယ်စစ်ခွေးအင်အားက80ပါတယ်စစ်ကားနှစ်စီးနဲ့စလင်းမျိုးပေါ်ကိုပြန်လာတာတေစရင်ကထတ်တိုးတေတာမျိုးရှိလားဆိုတာ ျွန်တော်တို့စီစစ်နေတုန်းမှာလောလောဆယ်တိအကြတိရတာကဘိုးတကောင်သေးတယ်။သုံးကောင်ထိကြိုက်တယ်။အရေးပေါ်ဆေးရုံတင်ထားရတယ်။အဲ့ဒါပဲကျွန်တော်တို့အတီးပြုတ်လို့ရတယ်။အကျန်းဖက်စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုပြည်သူတွေကိုချိမ့်ချောက်ပြီးအတင်းအကျပ်လှုပ်ခိုင်းနေတဲ့အနေအထားမှာပြည်သူတွေအနေနဲ့မြို့ပေါ်ကိုအသွားလာဆင်ကျင်ကြဖို့နဲ့ရွေးကောက်ပွဲကိုဥဆောင်ပြီးလုပ်နေတဲ့သူတွေနဲ့ဝေးဝေးမှနေကြဖို့ကျွန်တော်တို့အတိပေးချင်ပါတယ်လို့ဒေါင်းစစ်အောင် local PDF ရဲ့တာဝန်ခံကိုထူးလေးကဆိုပါတယ်။ဆိုပါတိုက်ခိုက်မှုကိုဒေါင်းစစ်အောင် LPDF တပ်ဖွဲ့ကရဲဘော်တွေလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းပြည်သူများအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ဥဆောင်ပါဝင်လောက်ကင်နေသူများအနေမှာသွာလာနေထိုင်ရင်းမပြုတ်ဘူးဒေါင်းစစ်အောင်ကတာဝန်ခံကိုထူးလေးကဆက်လက်ပြောဆိုထားပါတယ်ရှင်။ ရီတိုင်းပလောမြို့နယ်မှာတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီတဆညာပါတီဥက္ကဋ္ဌအကြီးတန်းကိုစစ်တပ်ရွေးကောက်ပွဲမှာလှုပ်ရှားမှုနဲ့ဝင်ရောက်ဖမ်းဆီးစဉ်ပြန်လည်ခုခံတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရာကတည်ဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်တပ်မတော်ဗိတ်ခရိုင်အမှတ်1တပ်ရင်းကတာဝန်ရှိသူတို့ကပြောပါတယ်ဒီဇင်ဘာ9ရက်နေ့မှာကြောက်ကကြေးရွာမှာနေထိုင်တဲ့တဆညာပါတီဥက္ကဋ္ဌအကြီးတန်းကိုအကြမ်းဖက်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုစနစ်တကျအကောင့်ထဲပေါ်ကူညီနေတဲ့သူဖြစ်တဲ့အတွက် တော်လှန်ရေးရဲဘော်တွေကဖမ်းဆီးထိန်းသိမ်းမှုကြိုးပမ်းစဉ်မှာလက်နက်လူပြီး ပြန်လည်ပြစ်ခတ်ဖို့ကြိုးစားတာကြောင့်ပြစ်ခတ်ဖမ်းဆီးရကနေတည်ဆုံးခဲ့ကြောင်းသိရပါတယ်။ဒါအပြင်တော်လှန်ရေးရဲဘော်တွေကအကြမ်းဖက်စစ်ကောင်စီရဲ့ရွေးကောက်ပွဲလုပ်ငန်းတွေမှာထောက်ပံ့ကူညီနေတဲ့ကြောက်ကကြေးရွာအုပ်ချုပ်ရေးမှူးဒေါ်ပင့်ရော့ခဒေါ်ဆန်းဆန်းမှုရဲ့လက်ထောက်ဖြစ်သူမချိုကိုလည်းထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရပါတယ်။ကြေးရွာအုပ်ချုပ်ရေးမှူးရဲ့လက်ထောက်ဖြစ်တဲ့မချိုကိုလည်း လွတ်လပ်လပ်လပ်ပဲခေါ်လာတာပါ။နိုင်ထက်စင်းနဲ့လှုပ်ပြီးဖမ်းလာတာမျိုးမရှိပါဘူး။ជីတန်းကလည်းသူ့ကိုထိမ့်သိမ်းထားတဲ့ရဲဘော်ကိုဝင်မလုံးရင်တေးစရာမရှိပါဘူး။ဝင်လုံးပြီးတနှက်လူလို့ပြစ်လိုက်ရတာ၊ပွဲချင်းပြီးတေဆုံးပါတယ်လို့ပြည်သူကကွယ်တက်မတော်ဗိတ်ခရိုင်အမှတ်တစ်တိုင်ရင်ကတာဝန်ရှိသူကပြောပါတယ်။အဲ့ဒီစစ်စင်ရေးဖြစ်စဉ်မှာအရတားပြည်သူတို့ဦးဝင်းကျိုင်ရဲ့လက်တမ်းမှာជីတိမှန်ပြီးဒဏ်ရာရခဲ့တဲ့အပေါ်အထူးပင်စိတ်မကောင်းဖြစ်ရကြောင် မတော်တဆထိခိုက်မှုဖြစ်ခဲ့တဲ့အတွက်ကာယကံရှင်နဲ့မိသားစုများကို အလေးအနက်တောင်းပန်အပ်ပါကြောင်းနဲ့နောက်မှာပြည်သူလူထုထိခိုက်မှုမရှိဖို့အထူးဂရုပြုဆောင်ရွက်သွားမှာဖြစ်ကြောင်းပြည်သူကာကွယ်တပ်မတော်ဗိတ်ခိုင်မှတ်တစ်တရင်ကတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်ရှင်အခုတင်ပြသွားတဲ့လေတွေကတော့2025ခုနှစ်ဒီဇင်ဘာလ6ရက်နေ့မှာသိရှိရတဲ့အထူးခြားဖြစ်စဉ်လေးတွေဖြစ်ပါတယ် ုလိုထူးခြားဖြစ်စဉ်လေးတွေကို PM Daily Report ကနေနေ့စဉ်တင်ဆက်ပေးမှဖြစ်တဲ့အတွက်ကျမတို့ရဲ့ PM Daily Report Channel လေးကို Like Subscribe နဲ့ Share လုပ်ပေးခြင်းဖြင့်နေ့စဉ်ထူးခြားတဲ့အကြောင်းအရာများကိုနားဆင်နိုင်မှာဖြစ်ပါတယ်ရှင်။ PM Daily Report ကိုအားပေးကြည့်ရှုကြတဲ့တဦးတယောက်ချင်းစီကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။